ရုတ်တရက်အခုသုံးနေတဲ့ဖုန်းကပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်ကုန်မလဲဆိုတာကိုတွေးဦးကြလားဗျ။ကျွန်တော်ကတော့တွေးဦးတယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒီပြဿနာနဲ့ကြုံခဲ့ဦးတယ်။ဟုတ် content တွေပြတ်ကုန်ပါလား။ပြီးတော့ Facebook account တွေပြန်ပြီးတော့အသစ်ဖွင့်ရမယ်ပြဿနာတွေ TikTok account တွေပြန်ပြီးအသစ်ဖွင့်ရမယ်ပြဿနာတွေကျွန်တော် follower ရှိပြီးသား account တွေတကယ်ရင်းနေရှိပြီးသား account တွေကျွန်တော်မမှတ်မိတော့ဘူး။ပြီးတော့ post ရတဲ့ကူကဓာတ်ပုံတွေ video တွေလည်းအကုန်ပါသွားလိမ့်မယ်။နောက်တစ်ခု bye bye โอเคไบบามาจ่ายเหมือนเนาะเลยย่าได้เคสไม่อยู่เราก็ซิมแก้ถ่ายตาဖြစ်တဲ့အတွက်โอเคซิมแก้เนี่ยတခြားဖုန်းထဲမှာ log in ဝင်လိုက်မယ်ဒါပေမဲ့လည်းไบบาကတခြားဖုန်းထဲမှာซิมแก้เนี่ย log in ဝင်လိုက်လို့ရှိရင်ဘာပြဿနာရှိလို့ဆိုလို့ရှိရင်အစ်တဲ့အတိုင်းပဲပြန်လာတာပါကျွန်တော်ပို့ထားမှုတဲ့ဓာတ်ပုံတွေဗီဒီယိုတွေစာတွေအကုန်လုံးကပြတ်သွားမှာပဲဖြစ်ပါတယ်โอเค Telegram ကတော့အဆင်ပြေဆုံးပါပဲ Telegram ကတော့ဘယ်ချင်းပြန်ပြီးတော့ဒီซิมแก้เนี่ยပြန်ဝင်လိုက်ပြီဖြစ်စီဒီတခြားအရာတွေအကုန်လုံးကကျွန်တော်တို့ပို့ထားပြီးတာအတိုင်း ပြန်ပေါ်မှာဖြစ်တဲ့အတွက် Telegram နဲ့ပတ်သက်ပြီးတော့အများကြီးစိတ်ကူးပြမလို့ဘောဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖုန်းမဲ့ပြတ်သွားတာဖြစ်တဲ့ sync ကပြတ်သွားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပြဿနာတွေမဖြစ်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်အာကျွန်တော်အကြံပေးချင်တာကဘောနော်ကျွန်တော်အခုလုပ်မဲ့ဗီဒီယိုကခမန်းကြီး59မိနစ်မိနစ်30ဝန်းကျင်လောက်တော့ကြာပါလိမ့်မယ်ကျွန်တော်ရဲ့ဗီဒီယိုလိုက်ကြည့်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်း အလွန်ဆုံးကြာတနားကြီးထက်တော့ပိုမကြပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်တနားကြီးခွဲလောက်ပေးလိုက်တာနဲ့နောက်ဖြစ်လာတဲ့ပြဿနာတွေကိုကြိုပြီးတော့ဖြေရှင်းပြီးသားဖြစ်သွားမယ်ဆိုတော့ကျွန်တော်ကတော့တန်တယ်လို့ထင်တယ်။အဲကြောင့်မို့လို့ကျွန်တော်နဲ့အတူလိုက်လို့ကြည့်လိုက်ကြပါဦး။ကဲဗီဒီယိုလေးကိုစလိုက်ကြတာပေါ့အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်ခုနကပြောသွားတဲ့အတိုင်းပဲမတော်တဆကိုယ့်ရဲ့ဖုန်းကရုတ်တရက်ပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ data တွေပျောက်မသွားအောင် Facebook account တွေ ဒီတခြား account တွေအစုံပေါ့ဗျာကျွန်တော်တို့ဒီ TikTok account တွေရှိမယ် YouTube တွေရှိမယ်ပြီးတော့ Viber message တွေရှိမယ် Telegram message တွေရှိမယ်အများကြီးပေါ့ပထမဆုံးအနေနဲ့ကျွန်တော်တို့လိုအပ်တာက Gmail account လိုအပ်မှာဖြစ်ပါတယ် Gmail account အရင်အရေးကြီးပါတယ်တကယ်လို့ password တွေကိုကမမှတ်ချင်ဘူး Okay မမှတ်နိုင်ဘူးပဲထားပါတော့အဲ့လိုမျိုးဆိုလို့ရှိရင်တောင်းမှာ Gmail password ကိုတော့မှတ်မိတင်ပါတယ် Gmail password ကိုမမှတ်မိဘူးဆိုလို့ရှိရင်လည်းအဲ့ Gmail ကို ဖုန်းနံပါတ်နဲ့တေချာဖို့ချိန်ထားမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တကယ်လို့ဒါကိုယ့်ရဲ့ Gmail username ကိုသိနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မှာဖုန်းနံပါတ် sync ကလည်းရှိနေဦးမယ်ဆိုလို့ရှိရင်ကျွန်တော် forget password ပြန်လုပ်ပြီးတော့ကျွန်တော် phone number နဲ့ပြန်ပြီးတော့ download ရမှာဖြစ်ပါတယ်။ဒါပေမဲ့ password မှတ်ထားတာကတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။အဆင်ပြေလို့ရှိရင်ကျွန်တော် note ကလေးနဲ့ပြန်ချရေးထားပါ့။ဒါပေမဲ့အဲ့ note ကိုတော့တေချာဖွက်ထားပါ။ဘာလို့လဲဆိုတော့ဒါကိုယ့်အတွက်အသက်ဖြစ်လာမှာမဟုတ်လို့ပါ။ Okay Gmail account တစ်ခုရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ဘာတွေလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်ပြောပြမယ်။အဲပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ contact အကြောင်းစပြီးပြောပါ ကျွန်တော်တို့ဖုန်းပြက်ပြီဆိုတာနဲ့ကျွန်တော်တို့တွေးမိလိုက်တာက contact တွေအကုန်ပြက်ပြီပဲအဲ့တော့ contact တွေကိုမပြတ်သွားအောင်ကျွန်တော်တို့ဘာကြီးလုထားလို့ရမလဲဆိုတာကျွန်တော်ပြောပြမယ်ပထမဆုံးအနေနဲ့ကျွန်တော် contact မှတ်တဲ့နေရာမှာအရေးကြီးပါတယ် contact မှတ်တဲ့နေရာမှာ ဒီမှာကျွန်တော်တို့ဒီအခုကျွန်တော်ပြထားတဲ့နေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ account ကိုဒီဖုန်းနံပါတ်တစ်ခုကိုကျွန်တော် contact မှတ်မယ်ပေါ့ဗျာ contact မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာ save to ဆိုတဲ့ဟာလေးကအရင်အရေးကြီးပါတယ်အဲ့ save to မှာကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မှာ gmail account တွေအကုန်ပေါ်လာမှာပဲဖြစ်ပါတယ်ကိုက gmail တက်ကောင်နဲ့ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ဘာမှယူစရာမလိုအဲ့ gmail တက်ကောင်တွေကိုပဲထည့်ကျွန်တော်ကတော့အဲ့ဒါကိုပို့ပြီးတော့အားပေးတယ် gmail တက်ကောင်ထဲမှာ contact account ထည့်ထားလိုက်ကို gmail ကို login ဝင်လိုက်တာနဲ့ရှိသမျှ contact အကုန်လုံးကိုဖုန်းထဲမှာပြန်ပြီးပေါ်လာမှာပဲဖြစ်ပါတယ် okay နောက်တစ်ခု အာကျွန်တော်တို့လုံးဝအာယုံမနောက်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ sim ကတ်ထဲမှာမှတ်ထားလို့ရပါတယ်ဒီမှာနောက်ဆုံးမှာဆိုကျွန်တော်တို့ oil နှစ်ကတ်သုံးနော် sim 1 sim 2ကြိုက်တဲ့ sim ကတ်ထဲမှာမှတ်ထားလိုက်ကိုတေချာပေါက်သုံးတဲ့ sim ကတ်ကိုအမြဲတမ်းသုံးမယ်ဆိုရဲကိုရဲ့ main number ထဲမှာသွားပြီးရောဒီ contact ကိုမှတ်ထားလိုက်ပါဒီ sim ကတ်တကက်မှာလည်းကျွန်တော်တို့ဒီ sd ကတ်တွေလိုမျိုးသူ့ရဲ့မှာ storage တွေသူ့အနေနဲ့သူရှိရဲပြောရလို့ရှိရင်ခံမှန်းကြီးအရာဆိုလို့ရှိရင်ကျွန်တော် contact ခံမှန်းကြီး250ဝန်းကျင်လောက်ထိ ဒီ sim card တက်ကထဲမှာကျွန်တော် contact မှတ်လို့ရတယ်အဲ့တော့ contact 250ဆိုတာတကယ်ပြောရင်လုံလောက်တာတစ်တောင်ပို့ပါတယ်အဲ့တော့ကျွန်တော်အရေးကြီးတဲ့ number တွေဆိုလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ဒီ sim card ထဲကိုမှတ်ထားလိုက်တကယ်လို့မှကျွန်တော်တို့ကအရေးမကြီးဘူးခဏခဏသုံးတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော် gmail ထဲကိုမှတ်ထားလိုက်ရတယ်ဒါမှမဟုတ်ပြတ်သွားလဲကိစ္စမရှိဘူးဆိုတဲ့ဟာတွေအကုန်လုံးဒီဘက်မှာ phone contact ဆိုတာပါတယ် phone contact ထဲထည့်ထားလိုက်အဲ့ဒါဘာဖြစ်တော့ဆိုလို့ရှိရင် phone ပြတ်လို့ရှိရင်အကုန်လုံးတစ်ခါလေးပြတ်သွားမှာပဲအဲ့ဒီတော့လို့ရှိရဲအဲ့တော့ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင် sim card ထဲကို contact မှတ်ထားပါ ဒါကတော့ကျွန်တော်တို့ content မပြတ်ဖို့ပေါ့ content တွေအကုန်လုံးအမှတ်တိုင်းမှတ်တိုင်းမှာကျွန်တော်တို့ဒီ sim card အထဲကိုကြောင်းပြီးတော့အမှတ်တာအကောင်းဆုံးပါပဲ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ content ကိစ္စကိုဒီမှာပဲရက်လိုက်ကြတော့မယ်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ facebook ကိုသွားမယ် Facebook ကိုရောက်တဲ့အချိန်ကျတော့လည်းကျွန်တော်ဘာစဉ်းစားရရှိအောင်ဘာမှအများကြီးစဉ်းစားရမလို့ကျွန်တော်ဒီ account center တွေကိုဝင်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာ password and security ဒီမှာကျွန်တော် password တွေချိန်ထားပြီးတော့ကိုယ့်ကို password တွေမှတ်ရမှတ်ထား okay password မှတ်ရအာရုံနောက်တယ် password မှတ်မှတ်ခြင်းမှု password မှတ်မှတ်ခြင်းမှုဆိုလို့ရှိရင်လည်းရတယ် ာလုပ်မလို့ဆိုလို့ရှိရင် okay ကျွန်တော်တို့ account center တွေကိုသွားမယ် account center တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ဖက်မှာ personal data ဆိုတာရှိပါတယ် personal data တွေကိုဝင်လိုက်ပြီးတော့ကျွန်တော်တို့ဒီ contact info ထဲမှာကျွန်တော်တို့ရဲ့မှာဖုန်းနံပါတ်တွေကျွန်တော်တို့ရဲ့မှာ gmail တွေကိုချိန်ထားလိုက်ပါအဲဖြစ်နိုင်လို့ရှိရင်ဖုန်းနံပါတ်ကို gmail ကိုချိန်ထားတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့အဥမာ gmail မရခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်နဲ့ပြန်ဝင်လို့ရတယ် okay ဒီမှာချိန်ပြီးသွားပြီဆိုလို့ရှိရင် okay ရပြီဖုန်းပြတ်သွားတဲ့အချိန်မှာ Facebook account ကိုဘယ်လိုပြန်ဝင်ရမလဲဆိုလို့ရှိရင် Facebook account ကို ဒီ forget password ဆိုတာကိုနှိပ်လိုက်ပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့မှာ ဖုန်းနံပါတ်ဖြစ်ဖြစ်ဒီ account ဖွင့်ထားတဲ့ Gmail ကိုဖြစ်ဖြစ်ရိုက်ထည့်လိုက်ပါရိုက်ထည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့ account တန်းပေါ်လာမှာပဲဖြစ်ပါတယ်ပေါ်လာလို့ရှိရင်တို့က Gmail ကိုကုတ်ပို့ရမလားဖုန်းနံပါတ်ကိုကုတ်ပို့ရမလားဆိုပြီးတော့ရွေးခိုင်းပါလိမ့်မယ်အဲကြလို့ရှိရင်ကိုက SIM ကတ်ထည့်ထားရဆိုလို့ရှိရင် SIM ကတ်နဲ့ကိုဖုန်းနံပါတ်ကိုရွေးပေးလိုက်အဲ့ဒါဆိုလို့ရှိရင်တို့ကကိုယ့်ရဲ့ဖုန်းနံပါတ်ထဲကိုကုတ်နံပါတ်ချပေးလိမ့်မယ်အဲ့ကုတ်နံပါတ်ကိုကိုကထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်တို့က password ပြောင်းဖို့အတွက် link ချပေးမှာပဲဖြစ်ပါတယ်အဲ့ထဲမှာကိုယ့်ရဲ့ password ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် Facebook account ကိုပြန်ပြီးတော့ login ဝင်လို့ရပါပြီဒါပေမဲ့ ြဿနာတစ်ခုရှိနေတာက Facebook မှာခုနောက်ပိုင်းမှာကျွန်တော် Messenger က end-to-end encrypted auto ဖြစ်နေပါတယ်။ end-to-end encrypted auto ဆိုတာကကြတော့ကျွန်တော်ဒီကျွန်တော်ကအခုကျွန်တော် Facebook account နဲ့ Messenger နဲ့ကိုကျွန်တော်သုံးနေရတယ်။ဒါပေမဲ့တယောက်ယောက်ကိုကျွန်တော် password ပေးလိုက်တယ်။ဒါပေမဲ့အဲ့တယောက်ကကျွန်တော်ရဲ့မှာ Facebook username နဲ့ password ကိုရသွားခဲ့သည်ဆိုလို့ရှိရင်တောင်မှကျွန်တော်ရဲ့မှာ Messenger ရဲ့ message တွေကိုဖတ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ end-to-end encrypt ဖြစ်လို့ပါ။အဲ့တော့ end-to-end encrypt ကဘယ်လိုပြန်ဖြည့်ရှင်းလို့ရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ Messenger ကို password ထည့်ရပါတယ်။ ဒီ message တွေကိုဖတ်ဖို့အတွက်ခွင့်ပြုချက်အနေနဲ့ password ပြန်ထည့်ရပါတယ်အဲ့ဒါကဘယ်နေရာမှာသွားထည့်ရမလို့ဆိုလို့ရှိရင်ကျွန်တော်တို့ messenger ထဲမှာသွားပြီးထည့်ရမှာဖြစ်ပါတယ် okay ဒီ messenger ထဲမှာ end to end encrypt ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ message တွေကို log ထားထားလို့ရပါတယ်အဲ့ log ထားတဲ့ link ကိုကျွန်တော်ရဲ့ channel ထဲမှာ short အနေနဲ့ပြန်ပြီးတော့တင်ပေးထားပါတယ်ကျွန်တော်ဒီမှာ end to end encrypt ပြဿနာဖြေရှင်းနေဆိုပြီးတော့ကျွန်တော်တင်ပေးထားတာရှိပါတယ်သွားပြီးတော့ဝင်ကြည့်ပြီးတော့ไลค์လို့ကြည့်လို့ရပါတယ်โอเคဒါကတော့ကျွန်တော်တို့ messenger message တွေမပြတ်အောင်ပေါ့ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ခုနပြောသွားတဲ့အတိုင်းဆိုလို့ရှိရင်အအခု content ရပြီ Facebook ရပြီโอเค TikTok သွားမယ် TikTok မှာလည်းအရင်ခက်ခက်ခဲခဲကြီးတော့မဟုတ်ဘူးကျွန်တော်တို့ဒီ setting ထဲကိုသွားမယ် account ကိုသွားလိုက်မယ်ပြီးသွားရင် account information account information ထဲမှာကျွန်တော်တို့ရမှာ phone number ကိုထည့်ထားလို့ရတယ်ဖုန်းနံပါတ်မထည့်ခြင်းဘူးဆိုလို့ရှိရင်ဒီမှာ email ထည့်လို့ရတယ်ကျွန်တော်တို့ email ရောဖုန်းနံပါတ်ကိုထည့်ထားရင်တော့အကောင်းဆုံးပဲနှစ်ခုလုံးချိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မှာ TikTok account ကတကယ်လို့ ဖုန်းပြတ်သွားရဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ Gmail နဲ့ဖြစ်ဖြစ်ပြန်ပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ်။ Okay ပြီးတော့ကျွန်တော်တခုပြောပြချင်တာက Facebook account ပြသနာပါ။ Facebook account password တချို့မှတ်မှတ်မိတဲ့လူတွေရှိရယ်။ Facebook account password မှတ်မှတ်မိတဲ့အတွက်ကျွန်တော်ဒီဖုန်းနံပါတ်တွေထည့်မရတာမျိုးတွေပါညာဖြစ်နေလို့ရှိရင်ကျွန်တော်တစ်ချက်ပြမယ်။ကျွန်တော်ရဲ့မှာ Facebook account ဒီ password and security ထဲမှာသွားမယ်ပြီးသွားလို့ရှိရင် change password chain password မှာကျွန်တော်ရဲ့မှာ Facebook account ကိုထပ်ပြီးရွေးလိုက်မယ်ဒီမှာကျွန်တော်ရဲ့မှာ account password ကိုရိုက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ password ကိုကျွန်တော်ရဲ့ account password ကိုရိုက်ဖို့အတွက်ကျွန်တော် password မှတ်မမိတော့ဘူးအဲ့တော့ကျွန်တော် forget your password ဆိုပြီးကျွန်တော်ရဲ့ password မိနေရဆိုတဲ့အကြောင်းရိုက်လိုက်မယ်အဲ့ကြလို့ရှိရင်သူကကျွန်တော်ရဲ့မှာ Gmail T နဲ့စတဲ့ mail ကိုပို့ရမလားဆိုပြီးပြောလာပါတယ်ကျွန်တော်ကလောလောဆယ်ဒီ mail နဲ့ချိန်ထားမလို့ပါအဲ့တော့ ဒါဆိုလို့ရှိရင်သူ message code ချောင်းတော့ပုံမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ Gmail ကိုဒီမှာ Facebook ကပို့တဲ့ mail ရောက်နေပြီပဲဖြစ်ပါတယ်။ကျွန်တော်သူပို့ထားတဲ့နံပါတ်ကိုကျွန်တော်တွားရိုက်လိုက်မယ်70577အဲ့လိုမျိုးကုန်းနံပါတ်ကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ enter new password ဆိုပြီးတော့ကျွန်တော်တို့ password အသစ်ရိုက်ဖို့အတွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ဒါကျွန်တော် password ရိုက်လိုက်မယ်။ ရိုက်ပြီးသွားလို့ရှိရင်ကျွန်တော် log me out of facebook everywhere as my account might be open ဆိုတော့ဒီဟာကိုကျွန်တော်အမှန်ကြီးနှိမ့်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မှာ facebook account ကိုတခြားဘယ်ဖုန်းထဲမှာဖြစ်ဖြစ်ဘယ် device ထဲမှာဖြစ်ဖြစ်ဝင်ထားထားဝင်ထားသမျှ account တွေအကုန်လုံးက log out ထွက်သွားမှာပဲဖြစ်ပါတယ်။အာကျွန်တော်အခုဖွင့်ထားတဲ့ account မှာပါဖုန်းမှာပါ log out ထွက်သွားမှာပါ။အဲဒါပေမဲ့ကျွန်တော်တို့ဒီမှာ password မှတ်မိရဆိုလို့ရှိရင်ပြန်ဝင်ရိုက်ပြီးတော့ဝင်ရုံပါပဲ။ Okay next နှိမ့်လိုက်မယ်။ဒါ something wrong ပေါ်တယ်။ဒါပေမဲ့အဲ့ဒါကကျွန်တော်တင်ပြောလို့ရှိရင်ဒါ password change ပြီးသွားပြီလို့တော့ပြောလို့ရပါတယ်။ ဒါဒီလောက်ဆိုလို့ရှိရင်ကျွန်တော် password change သွားပြီဖြစ်ပါတယ်။ Okay ဒီမှာ your password have been changed ဆိုပြီးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account password က change ပြီးသွားပြီဖြစ်ပါတယ်။ကျွန်တော်အဲ့ password ကိုကျွန်တော်တို့စပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်။အဲ့တော့အာကျွန်တော် Facebook account password မိနေလို့ရှိရင်ဒီနည်းလေးတိုင်းလိုက်လို့လို့ရမယ်။အဲ့တော့ကျွန်တော်အခုဘာဘာထပ်ပြီးဖြည့်ရှင်းပြီးသွားရုံဆိုတော့ကြာတော့ Facebook account password မိတဲ့ပြဿနာကကျွန်တော်ဖြည့်ရှင်းပြီးသွားပြီ။အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook account လည်းမပြတ်တော့ဘူး။ contact တွေလည်းမပြတ်တော့ဘူး။ပြီးတော့ TikTok account လည်း မပြောင်းအောင် လုပ်လို့ရပြီဆိုတဲ့အကြောင်းကျွန်တော်လုပ်ပြီးသွားပြီဖြစ်ပါတယ်။အဲပြီးတော့နောက်တစ်ခု Viber Viber ကြောင့်ကျွန်တော်အများကြီးမပြောတော့ဘာလို့လဲဆိုတော့ Viber ကျွန်တော် channel ထဲမှာဗီဒီယိုတင်ထားပေးပြီးသားအဲမှာကျွန်တော်ပြမယ်ဒီမှာ Viber message တွေမပြတ်သွားအောင်လုပ်နည်းဆိုပြီးတော့ကျွန်တော် channel ထဲမှာဒီဗီဒီယိုလုပ်ပြီးတော့တင်ထားပေးပြီးသားရှိပါတယ်။အဲတော့ကျွန်တော်တို့တွားကြည့်လို့တွားကြည့်ပြီးတော့ like လုပ်ကြည့်ကိုကျွန်တော်ကတော့အကြံပေးခြင်းပါတယ်။အဲပြီးတော့ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့အသေးသေးကျွန်တော်10မိနစ်ကျော်ဇက်တိုက်ချင်းပြထားတာဖြစ်တဲ့အတွက်ဒီထဲမှာသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အသေးသေးပြည့်ပြည့်စုံစုံ လိုက်လို့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Viber ရပြီ။ Messenger ရပြီ။ Facebook ရပြီ။ TikTok ရပြီ။ပြီးတော့ contact တွေလည်းရပြီဆိုတော့၅မျိုးတောင်ရသွားပြီ။ Okay နောက်တစ်ခုဒါကတော့တော်တော်အရေးကြီးပါတယ်။ဘာတုံးဆိုကြတော့ကျွန်တော်တို့ရမှာ video တွေဓာတ်ပုံတွေကျွန်တော်တို့လိုချင်တဲ့ file တွေပေါ့။ဒီ file တွေမပြောင်းကြဘူးလို့လို့အဲ့ဒါကြတော်တော်ခင်းရင်းတဲ့အပိုင်းကိုပါသွားပါတယ်။ဘာလို့လဲဆိုကြတော့ကျွန်တော်ဒီ data တွေဆိုတာကအလွယ်တကူသိမ်းလို့ရတဲ့ဟာတွေမဟုတ်ဘူး။အဲ့တော့ ဟက်တစ်လိုဟာမျိုးနဲ့ထည့်ထားတာကတော့အဆင်ပြေပြေလိမ့်မယ်ဒါပေမဲ့အဲဟက်တစ်လိုဟာမျိုးနဲ့ထည့်ဖို့ကြရတော့လေကျွန်တော်လက်ပ်တော့တွေလိုတာမျိုးတွေပြီးတော့ကျွန်တော်တို့ဒီတပတ်တစ်ခါလောက် upload သွားသွားလုပ်နေရတဲ့ပြဿနာတွေရောရှိနေမယ်အဲ့တော့ကျွန်တော်ကတော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်လုပ်သလိုမျိုး live လုပ်ကြည့်စီခြင်းနဲ့ဒါကတော့ wifi ရှိမှတော့အဆင်ပြေမှာပေါ့လောလောဆယ်တော့ကျွန်တော်လည်းအဲ့ဒါနဲ့ပတ်သက်လို့ရှိရင် ID တစ်ခုပဲတွေ့တာသေးရယ်တကယ်လို့မှကိုကအဲ့နီးပုံစံတိုင်းမသွားခြင်းဘူး okay ပတ်သက်ကလေးနည်းနည်းတုံးလိုက်မယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ ခုချိန်မှာ SD က 256GB တွေတောင်မှဈေးအရန်ချိုနေတဲ့ကာလကိုရောက်နေပြီအဲ့တော့ကျွန်တော်တို့ 256GB တကက်လောက်ဝယ်လိုက်ဝယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာဒီ 256GB SD card ကိုထိုးပြီးတော့အဲ့ SD card ထဲကိုပဲအကုန်လုံးကို save လုပ်အဲ့ဒါဆိုလို့ရှိရင်ဖုန်းပြတ်သွားခဲ့ရင်တော့မှကျွန်တော်တို့အဲ့ SD card ကိုထုတ်ပြီးတော့တခြားဖုန်းထဲမှာထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ data တွေအကုန်လုံးကရှိနေအောင်မှာပဲဖြစ်ပါတယ်။အဲ့တော့ဒါကတော့နီးတနီးပေါ့။ကျွန်တော်ကကြတော့အဲ့နီးကိုမသုံးဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းက ဒီ sim card နှစ်ကပ်ထည့်လိုက်လို့ရှိရင် sd card ထပ်ထည့်လို့မရတော့အဲ့တော့ကျွန်တော်မလုပ်တော့ဘူးကြတော့ကျွန်တော် telegram မှာ channel တစ်ခုထောင်းလိုက်တယ် channel တစ်ခုထောင်းပြီးတော့ကြတော့အဘသူ့ဘုံမှာအဆက်မပေးဘူး private channel လုပ်လိုက်တယ် private channel လုပ်ပြီးတာနဲ့ကျွန်တော်မလုပ်တော့ဆိုလို့ရှိရင်ကျွန်တော်ရဲ့မှာဒီဘိုင်ချဲမှာရှိသမျှဓာတ်ပုံတွေဗီဒီယိုတွေအကုန်လုံးကိုတပတ်တခါသွားသွားပြီးတော့အကုန်လုံးကို transfer လုပ်ပါတယ်အကုန်လုံးပို့ထားတာပါအဲကိုလိုချင်တဲ့အချိန်ကြာလို့ရှိရင်အဲ့ channel တွေကိုဝင်ပြီးတော့ download ပြန်ဆွဲတယ် ကျွန်တော်ကတော့ Ainiland တိုင်းပဲသွားပါတယ်။ဒါကတော့ကျွန်တော်တို့က Wi-Fi အဆင်ပြေနေတဲ့အခါမို့လို့ကျွန်တော်ကညဘက်ဆိုလို့ရှိရင်အိတ်ခန်ကြီးကြလို့ဖြစ်ရင်ဓာတ်ပုံနေဗီဒီယိုတွေအကုန်လုံးအရေးကြီးရလို့ထင်တယ်။ကိုလိုချင်တဲ့ပုံလောက်ဗီဒီယိုလောက်ပေါ့ဗျာ။ကျွန်တော် screen shot ကြီးလောက်တော့လိုက်ပြီးတော့ zoom နေတော့ဘူး။အဲကျွန်တော်တို့ဒီအလှတဲ့ပုံရိုက်တာမျိုးတွေတကယ်ချင်းနေနဲ့ group သွားတဲ့ပုံတွေဗီဒီယိုတွေဓာတ်ပုံတွေအဲ့လိုပုံစံမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်က အဲ့ဒီဓာတ်ပုံနေဗီဒီယိုတွေအကုန်လုံးကိုကျွန်တော်ကကျွန်တော်ရဲ့မှာ Telegram channel ထဲမှာကျွန်တော်ဘာသာကျွန်တော်စေထားတယ်ဘယ်သူမှလည်းမမြင်အောင်ကျွန်တော်ပဲမြင်ရတာကျွန်တော်ကြည့်ကြည့်သွားကြည့်ရအဲ့တော့ဒါပေမဲ့တခုတော့ရှိရပါဘို့အဲ့ Telegram channel ဖွင့်ထားတဲ့ဖုန်းကနည်းနည်းလေးစေ့ပြင်အောင်သုံးဖို့လိုတာပေါ့တချို့ကြီးကြတော့လည်းဒီတခြားနေရာတွေမှာအလွဲသုံးစားလုပ်တဲ့အတွက်တစ်ခါလေမှာ Telegram ကဖုန်းနံပါတ်ကိုပိတ်ပလိုက်တာမျိုးရှိရအဲ့ကြလို့ရှိရင်တော့ကိုယ်ဒေတာတွေပါအကုန်ပါသွားမှာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ဒီအရန် risk များတဲ့ကိစ္စတွေကိုဒီဖုန်းနံပါတ်နဲ့ telegram မှာသွားမလုပ်ဖ ೇನೆ ကျွန်တော်တို့ပုံမှန် youtube channel လေးပဲသုံးရင်းနဲ့ကျွန်တော်တို့ရဲ့မှာ channel private channel လေးဖွင့်ထားလိုက်ဖွင့်ထားပြီးသားလို့ရှင် channel လေးကိုကျွန်တော်တို့ရဲ့မှာတပ်ပုံတွေ video တွေကိုပို့ပြီးတော့ save ထားလိုက်လိုအပ်တဲ့အချိန်သွားပြီးတော့ယူယုံပဲဗျာအဲ့တော့ကျွန်တော်တို့တော့အဲ့တခုကအဆင်ပြေလို့အဲ့လိုလုပ်တယ်အဲ့တော့ bro တို့အနေနဲ့ရောဘယ်လိုမျိုးကပို့ပြီးအဆင်ပြေလဲဆိုတာကိုယ့်အတွက်ကိုစဉ်းစားပြီးတော့လောက်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အာကျွန်တော်ကတော့ဒီ SDK ဝယ်ပြီးတော့ထည့်တာလဲတော်တော်မိုက်တဲ့ idea တခုလို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့တခုလို့ရှိပါတယ်အဲ့ဒီအချိန်မှာ SDK ထည့်ပြီးရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ storage ကို SDK ထဲကိုပြောင်းထားဖို့တော့မမေ့ပါနဲ့ကျွန်တော်က SDK တုံးရတာကိုဘာလို့မကြိုက်တာလဲဆိုတော့အဲခုနောက်ပိုင်းတော့မသိဘူးပေါ့နော်အရင်တော့ကျွန်တော်က SDK တွေတုံးလို့ရှိရင်ဒီ data transfer တွေလောက်တာတွေဒီ ဘာတွေညာတွေကနည်းနည်းလေးနှီးရလို့ခံစားရတယ်အဲကြောင့်မို့ကျွန်တော်မသုံးဖြစ်တာပါအဲ့နောက်ပိုင်းမှာကျွန်တော်အခု Telegram မှာအဲ့လိုမျိုး upload တွေလုပ်ဖြစ်သွားတော့ကြတော့ကျွန်တော် Telegram မှာပဲအဲ့လို upload လုပ်ပြီးတော့ save တာအကျဉ်းတစ်ခုဖြစ်နေရအဲ့တော့ကြောင့်ကျွန်တော်အတွက်ကတော့အဆင်ပြေတယ်အဲ့တော့ pro လည်းအဆင်ပြေတဲ့နှီးကိုယူပြီးတော့သုံးပါလို့ပဲပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်တော်တော်လေးကိုပြည့်ပြည့်စုံစုံဖြစ်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်။တကယ်လို့ကျွန်တော်လိုအပ်သွားတဲ့လိုအပ်တဲ့အချက်တွေရှိလို့ရှိရင်လည်း comment ထဲမှာဝင်ပြီးတော့ ပြောပေးသွားကြပါအောင်အသုံးဝင်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားပြီးတော့ဒီ video လေးကိုလည်း like လုပ်ပေးသွားလို့ရပါတယ်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်။နောက် video မှာပြန်တွေ့ကြပါဦး။ကျွန်တော်ကတော့ဟေးမှာ